အားလုံးမင်္ဂလာပါချန်ပီယံလိပြိုင်ပွဲရဲ့ဒီကနေ့ညကစားခဲ့တဲ့ပွဲစဉ်တွေမှာအသင်းကြီးတွေအများစုကိုးပြတ်နိုင်ပွဲရသလိုနိုင်ပွဲကိုစီရခဲ့ကြတယ်အဲ့ထက်မှမက်ဒရစ်တာဘီမှာရယ်မက်ဒရစ်ကိုကိုးပြတ်နိုင်တဲ့အတ်လက်တီကိုမက်ဒရစ်ကအိုက်ထရန့်ဖရန့်ဖတ်ကို5-1နဲ့9နဲ့ ူလျံ Everest Twin နဲ့ Respiratory Twin နဲ့ဟိုတနေ့ကကို Twin နဲ့ Landorman Twin ခဲ့ပြီးတော့မှ Antoine Griezmann နဲ့ဒါ Giuliano Simeone Zioni တို့ကလည်းတကူးစီ Twin ပြီးတော့ Atletico Madrid က Aitran Frampat ကို5-1နဲ့9နဲ့တစ်ဖက်မှာ Bayern ကလည်း Janouk ပြေးနိုင်ပွဲဆက်နေပြီးတော့အဝေးကွင်းမှာ Pavas ကို5-2နဲ့9နဲ့ဒီတစ်ပွဲမှာ Chelsea ကအငှားပြောင်းလာတဲ့ Nicolas Jackson ကို Twin နိုင်ခဲ့ပြီးတော့ Hurricane က2-9နဲ့တစ်ဖက်ကတော့ WL Guerrero နဲ့ Michael Olise တို့တကူစီသွင်းပြီးတော့ Bayern ကလည်းအဝေးခွင်းကနေဒါ5-1နဲ့နိုင်ခဲ့တယ်။ Inter Milan က Slavia Praha ကိုအိမ်ကွင်းမှာ3-0ပြန်နဲ့နိုင်ပြီးတော့ Lautaro Martinez က2ဂိုးနဲ့ Thiago ကတကူသွင်းခဲ့ပြီးတော့ဒါကျွန်တော်တို့အခု Champions League ရဲ့ပထမနေ့မှာအသင်းကြီးတွေအများစု5ပြတ်နိုင်ပွဲရခဲ့ကြတာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ အာနီစရောရဲ့လီဘာပူးကတော့အဝေးကွင်းပေါ်လေတူရကီဖြစ်တဲ့အစ္စတန်ဘူမှာဂလာဆာရီအသင်းကိုတွားရောက်ရှင်ပြိုင်ခဲ့ပြီးဒါခြေစွမ်းပိုင်းရုံးကန်ခဲ့ရပြီးတော့ဒါအိရှင်အသင်းကထိုက်တန်နဲ့အနိုင်ရရှိသွားခဲ့တယ်ဒီနေ့ပွဲမှာလီဘာပူးအသင်းကချက်စ်တော်တော်များများကိုပေးခဲ့သလို ဒါတူးချင်း individual single person တွေအများစုအမာရင်းဖြစ်ခဲ့ပြီးတော့ Galatasaray ရဲ့အချိန်ချင်းထိုးဖောက်မှုကိုခံခဲ့ရတယ်။ကိုသမား Alisson Becker ကောင်းနေခဲ့လို့ဒါ Liverpool ကံကောင်းသွားရတာဖြစ်တယ်။ဒါပေမဲ့ Sobos line ကြောင့်ပထမပိုင်းမှာပေးလိုက်ရတဲ့အလုံးကနေ Liverpool penalty ပေးရပြီးတော့အဲ့ penalty ကိုဒါဒီ Victor Osimhen ကကံသွားတယ်။အဲ့ penalty မတိုင်ခင်မှာ အကီတီကအပိုင်ကန်ကွင်းရတဲ့အလုံးဖြုံးတီးခဲ့တာကလီဗာပူးရဲ့တကယ့်ကိုစိတ်ပြည့်စရာ chance ဖြစ်တဲ့ဒုတိယပိုင်းမှာလီဗာပူးအပြောင်းလဲတွေလုပ်တဲ့ဆာလာစ်တို့အီဆက်တို့ဝင်လာခဲ့ပေမဲ့လီဗာပူးကဂလာဆာရေးရဲ့ခံစစ်ကိုမကျော်နိုင်သလိုအင်ရှင်အသင်းကအနိုင်ရဖို့ပို့ပြီးတော့ဂျိုးပန်းခဲ့သလိုအနိုင်ရဖို့ပို့ပြီးတော့အားထုတ်ခဲ့ပြီးတဲ့နောက်အာနီဆွန်နဲ့လီဗာပူးအသင်းနောက်ဆုံးနှစ်ပွဲဆက်ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်အားလုံးမင်္ဂလာပါ ရီယယ်မက်ဒရစ်အသင်းကတော့သူတို့ရဲ့ချန်ပီယံလိပွဲစဉ်ဖြစ်တဲ့ကာဇစ်စတန်မှာဒါအခုလက်ရှိမှာကိုင်ရက်စ်နဲ့ကစားရတဲ့ပွဲပေါ့လေဒီပွဲကခီးတွေအကြာကြီးနှိမ်ခဲ့ရပေမဲ့ဂျာဗီလွန်ဆိုကအထူးကကစားမှအမ်ပပေကိုပါထည့်သုံးခဲ့တယ်အစောပိုင်းတုန်းကအမ်ပပေမပါဘူးလို့သတင်းတွေတွက်ခဲ့ပြီးတော့အနာပေးမယ်ဆိုခဲ့ပေမဲ့ဒီနေ့ပွဲမှာခီလီယန်အမ်ပပေပါဝင်ခဲ့ပြီးသူတယောက်တည်း hat trick သွင်းခဲ့တယ်တိုက်စစ်က တာအာဒါကူလာရဲ့အမ်ဘပေးရဲ့မတ်စတန်တူနိုနဲ့ဖီနီရှယ်တို့ကစားခဲ့တဲ့ဆိုပထမပိုင်းမှာတင်ခီလီယန်အမ်ဘပေးကဂိုးသွင်းနိုင်ခဲ့ပြီးတော့ရီယယ်မက်ဒရစ်အသင်းကပနတီကနေဥဆောင်ကိုရတယ်တကိုးတဲ့ဆိုပေမဲ့ဒူဟိုဘက်ကလည်းအချက်ခွင့်ရလေးတချို့ရခဲ့ပေမဲ့ဒါဟို52မိနစ်မှာရီယယ်မက်ဒရစ်ကဒုတိယဂိုးထပ်သွင်းပြီးတော့မှဇက်တိုက်ပေး83မှာအမ်ဘပေးကဟတ်ထရစ်ရတဲ့ဂိုးတွေသွင်းတယ်နောက်ပိုင်းမှာလူစားလဲအပြောင်းလဲတွေကနေလူစားဝင်လာတဲ့ကစားမတွေကကာမာဗင်ဂါက83မှာတကိုးနဲ့ Brian Diaz က63မှာတကူးသွင်းလို့ Real Madrid ကဒါဘယ်လိုပြောမလဲ Kairos ကို9ကိုပြတ်နဲ့အနိုင်ရရှိပြီးနှစ်ပွဲကစား6မှတ်ရသလိုဟိုဘက်က Atlanta က Club Brugge ကိုနောက်ကလိုက်ကစားပြီး2ကိုတကူးနဲ့နိုင်လို့သူတို့လည်းအခုလက်ရှိမှာအဖွင့်3မှတ်ရရှိသွားပါတယ်အားလုံးမင်္ဂလာပါ Chelsea အသင်းကတော့သူတို့ရဲ့အိမ်ကွင်းမှာ Benfica အသင်းနဲ့ရင်ဆိုင်ရတယ် သူရဲ့နီးပြဟောင်းဖြစ်တဲ့ဂျိုဆီမော်ရီညိုတယောက်စတန်ဖို့ဘစ်ကိုတကြောပြန်လာတာဖြစ်တယ်ဒီနေ့ဘက်မှာချက်ဆီအသင်းဟာဒါအတိုက်စစ်ပိုင်းကအလဟန်ဒိုဂါနာချူပါတဲ့နက်တိုနဲ့ထိုင်ရီဂျော့ချ်ကိုထားပြီးတော့အပြောင်းလဲတွေလုပ်တယ်ကွင်းလယ်မှာခိုးဖားမမပါရလို့အန်ဆိုဖလန်ဒက်စ်ကစားခဲ့ပြီးတော့ဒါခန်းစစ်ပိုင်းမှာလည်းချာလိုပါနဲ့ဒါသူတို့ဘက်တစ်ဖက်ကဘာဒီယာရှီတို့တွဲတယ်ဂိမ်းကချက်စီအနေနဲ့တချို့ပွဲတွေတချို့ပိုင်းတွေမှာတချို့ကစားမအချို့ကိုအနာပေးထားလို့ဟိုဘက်က Richard Reese တို့ ဖာဗီဒစ်တို့အော်တိုမန်တီတို့ပါဝင်ခဲ့တယ်။ဂိမ်းကတသိန်းနဲ့တသိန်းကြအရန်ကြီးမကွာပေမဲ့ပထမပိုင်းမှာနတ်တူပို့လိုက်တဲ့ cross ကနေအာလဟန်ဒိုဂါနာချိုဧရိယာတွေကိုပြန်ပေးတာကနေ Richard Rios ရဲ့အုံကူကဒီနေ့ပွဲရဲ့တလုံးတဲ့တော့ကိုဖြစ်သွားတယ်။ဒုတိယပိုင်းအများစုမှာတော့ Chelsea လူအပြောင်းလဲအချို့ဝင်လာပေမဲ့ဧည့်သည်အသင်းကပို့ပြီးတော့ကစားကွက်ပို့အသားနဲ့တောင်းလျှောက်တိုက်စစ်စဉ်ကစားပေမဲ့ Chelsea ကအဲ့တလုံးတဲ့နဲ့ပဲအိမ်ကွင်းမှာ Benfica ကိုနိုင်ပွဲရခဲ့တာပါ။အားလုံးမင်္ဂလာပါ။ ထော့တနမ်ဟော့စပါအသင်းကမနစ်ကယူရိုပါလီဆီမီဖိုင်နယ်တွေ့တဲ့ဘိုဒိုကလင်ကိုအဝေးကွင်းမှာနှစ်ကိုးစီတေးကြတယ်။စပါကဒီပွဲမှာလည်းနောက်ကလိုက်ကစားကြရတယ်။ဝူဗာဟန်တန်ပွဲလိုပဲဒီနေ့ပွဲမှာစပါအသင်းရဲ့ခြေစွမ်းဟာတော်တော်လေးဆူဆူဝါဖြစ်တယ်။တိုက်စစ်ကရစ်ချာလစ်ဆန်ရဲ့အိုတပွဲရဲ့ဘရန်ဒန်ဂျွန်ဆန်ရဲ့ပါဝင်ခဲ့ပြီးတော့ ထော်တနဟာအင်ရှင်အသင်းကိုချမ်းစီအများကြီးပေးခဲ့ရတယ်။ဒါစပါအသင်းရဲ့ကစားပုံအားနေမှုနဲ့အတူအင်ရှင်အသင်းကတကယ်ဆိုရင်ပနတီရသလိုအပိုင်ချမ်းစီကိုအသုံးမချနိုင်ပေမဲ့ဒါသူတို့အတွက်တော့ဒါဥဆောင်ကိုနှစ်ကိုးနဲ့စပါ့စ်ကိုအသာစီးရတယ်။ဒါပေမဲ့မီကီဗန်တဘန်ကထော်တနအတွက်ခေါင်းတိုက်ပြီးပထမချီပါကိုနဲ့ရစ်ချာလစင်ကပွဲပြီးကန်ဒီမှာတကူပြန်သွင်းလို့စပါ့စ်2-2ဖြစ်သွားတယ်။ဒီဘက်ကထော်တနဒီထက်မကဆိုးဝါးနိုင်မဲ့အခြေအနေဖြစ်ပေမဲ့စပါနီပြား ဒီ Thomas Frank တော်တကယ်ကိုအရေးပါတဲ့နောက်ကျကိုတွေက Tottenham ကိုကယ်တင်ခဲ့ပြီးတော့ဗိုဒိုကလင်ကတော့ဥဆောင်ကိုတွေရခဲ့ပြီးတေချလို့ Spa အနေနဲ့အဝေးကွင်းမှာအဖိုးတန်တေတမတ်ရရှိခဲ့တာပါ